အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့သုံးနေတဲ့ Facebook account တွေကနေပြီးတော့ star တွေဖွင့်နေပြီး star တွေဖွင့်နေရင်ဒေါ်လာတွေရနိုင်ပြီလားလို့မေးတဲ့သူတွေအတွက်ကျွန်တော်ကဖြေကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ကျွန်တော်တို့သုံးနေတဲ့ Facebook account ကနေပြီးတော့ star တွေဖွင့်နေလို့ရှင်ကျွန်တော်တို့ပတ်စံရနေတာတော့ဟုတ်ပါတယ်ခင်ဗျာဒါမဲ့အဲ့ရတဲ့ပတ်စံကကျွန်တော်တို့ Facebook မှာတာကုမ္ပဏီစုစုကပေးတာလားဆိုတော့မဟုတ်ပါဘူးခင်ဗျာ အဲ့ပွင့်နေတဲ့စတားတွေကဘလူတွေပေးလဲဆိုရင်ကျွန်တော်တို့ဗီဒီယိုကျွန်တော်တို့တွေနော်ဟိုနေ့ live လွှင့်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဗီဒီယိုတွေတင်တာပဲဖြစ်ဖြစ်အဲ့မှာကျွန်တော်တို့ကြိုက်တဲ့လူကျွန်တော်တို့ကျွန်တော်တို့တငယ်ချင်းတွေပေါ့နော်ကျွန်တော်တို့ရဲ့ fan တွေပေါ့ကျွန်တော်တို့ကြိုက်တဲ့သူတွေပေါ့သူတွေကသူတို့ကသူတို့ကပေးလိုက်တဲ့ကျယ်တွေပေါ့နော်သူတို့ပေးလိုက်တဲ့ကျယ်တွေရရင်ကျွန်တော်တို့ပတ်ဆံရပါတယ်ခင်ဗျအဲ့စတားရတဲ့ပတ်ဆံကလည်းဘာမှအများကြီးပေါ်ပေါ်များများရတာမဟုတ်ခင်ဗျဟိုနေ့စတားတစ်ခုကိုကျွန်တော်တို့အပြားပဲရပါတယ်ခင်ဗျ စတားကျေတရာမှကျွန်တော်တို့တထောလာပဲရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်အပေါက်ကတော့စတားရနေဒါပေမဲ့ကျွန်တော်ကတော့ဟိုနယ်ဘောနတ်တော့မပွင့်သေးဘူးเนาะဘောနတ်ဖွင့်အောင်ကျွန်တော်လည်းစူးစမ်းနေပါတယ်ခင်ဗျာအဲ့မှာအဓိကပါလဲဆိုတော့ဘောနတ်အဓိကဖွင့်ဖို့ပဲဘောနတ်အဓိကဘောနတ်ဖွင့်ရရင်ဘာတွေဖြစ်မလဲဆိုရင်ကျွန်တော်တို့ဘာပဲတင်တင်ပတ်စံရပါတယ်ခင်ဗျာအဓိကဘောနတ်တို့ SR radio အဓိကပတ်စံပြည့်တဲ့နေရာတွေပေါ့နော်အဲ့မှာနောက်ပြီးတော့ instrument app ကိုကျွန်တော်တစ်ချက်ပြောခြင်းတပြား instrument app ကကျွန်တော်တို့ February လအနေနဲ့ အော်တိုဘာလာ၄ရက်ပေါ့နော်အော်တိုဘာလာ၄ရက်ကကျွန်တော်တို့ပိတ်သွားပါပြီခင်ဗျာအစ္စရေးအရနော်အစ္စရေးပူလိုက်နေကျွန်တော်ပတ်စံမရတော့ပါခင်ဗျာအဓိကအခုအခုပေးတဲ့အနေအနေနှစ်နေရာကကျွန်တော်ကလေ SRE ရဲ့ bonnet ရဲ့ပဲအဓိကပေးပါတယ်ခင်ဗျာ bonnet ကပွင့်သွားရင်ကျွန်တော်တို့ဘာတင်တင်ပတ်စံရပါခင်ဗျာဗီဒီယိုပဲတင်တင်စာပဲတင်တင်တင်လိုက်တိုင်းကျွန်တော်တို့ပတ်စံရပါတယ်ခင်ဗျာဟုတ်ကဲ့အားကြောင့်မို့ bonnet တွေပွင့်အောင်ဘယ်လိုလုပ်ရမလဲဘယ်လိုတင်ရမလဲဆိုတာကို ဒီလောက်ကိုကျွန်တော်ဖွင့်မဲ့တင်တာလေးမှာအသေးစိတ်တင် जा ပေးမှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ monetization အဲ monetization ဘောနပ်ပွင့်အောင်အာဘောနပ်မပွင့်ခင်တော့ကျွန်တော်တို့ဘာလို့လို့ရပါသေးတယ်ခင်ဗျာနော်အဲတကယ်လို့ monetization ဘောနပ်ပွင့်သွားပြီဆိုရင်ကျွန်တော်တို့လည်းအရန်ကူစားရပါတယ်ခင်ဗျာနော်တင်တင်တဲ့အရာတွေက copyright မရှိအောင်အရန်ကူဘယူစားရပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြရမယ်ဆိုရင်ကျွန်တော်ရဲ့အတိအကိုတရားပေါ့နော် သူဆိုရင်ဒလာကိုဒေါ်လာ4500ထီတောင်ရနိုင်ပါ යි ခင်ဗျသူအောက်ဆိုရင်တော့ဒါပဲတနေ့မှသူဘာကိုတင်လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒလောကနာမည်ကြီးွားတယ်ကျွန်တော်တို့ဟိုနေလဝိတ်ကနဝင်လဝိတ်ဆရာကြီးမိုက်တိုင်ဆန်နဲ့ပေါ့နော်မိုက်တိုင်ဆန်နဲ့ချိန်ဖောက်တဲ့ထူတဲ့လဝိတ်ပဲသူကသူရဲ့ Facebook account မှာတင်လိုက်တယ်ခင်ဗျအဲတင်လိုက်တဲ့ချိန်မှာသူကဖွင့်ရတယ် Facebook ကဖွင့်မပြုတဲ့အတွက်သူတို့ဟိုနေ policy ပေါ့နော် Facebook ကလည်းအချက်လက်တွေ policy နဲ့ညီတဲ့အတွက်သူကောက်ပိတ်ခံတဲ့အထိဖြစ်သွားပါလားခင်ဗျအဲ့မှာလောကနှမျောစရာဖြစ်သွားပါလား သူ့ရဲ့အကောင့်ကတစ်လောက်4500ရရနေတဲ့အကောင့်နော်တစ်လားတစ်လောက်ဘုံကတော့ပြောစရာကောင်းပါလားခင်ဗျာအကြောင်းမို့ကျွန်တော်တို့ copyright မညီအောင်တင်ပုံတင်ဒီတကယ်လို့ copyright ညီလဲပြတ်ဖြတ်ဒီအဲ့ဒါတွေကိုကျွန်တော်ရဲ့ဒီတင်နာလေးမှာဒီလောက်ကိုတင်မဲ့တင်နာလေးမှာအသေးစိတ်တင်ချပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တင်နန်းကိုလာတတ်ဖို့လဲကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တင်နန်းကြီးကိုလဲကျွန်တော်အများကြီးသတ်မှတ်ပေးမှာပါခင်ဗျာတင်နန်းကြီးကမြန်မာဝေ9000ကျပ်တင်တယ်ကျွန်တော်တို့ သင်တန်းနှစ်ခုတော့တက်အောင်မှာဖြစ်ပါလိမ့်ခင်ဗျဟုတ်ကဲ့အဲ့ဒါဘာလဲဆိုတော့ပထမတစ်ခုကကျွန်တော်တို့ Facebook နဲ့ပတ်သက်တဲ့အသေးစိတ် copyright မညီအောင်ဘယ်လိုတင်ရမလဲ copyright မညီအောင်တင်ပုံတင်ဒီ copyright ညီခဲ့ရင်လည်းပြန်ဖြတ်တဲ့နည်းအဲ့ဒါတွေပေါ့နော်ကျွန်တော်အသေးစိတ်ကျွန်တော် Facebook group ထောင်နေပေးထောင်နေကျွန်တော်အစုံပေါ့နော်ကျွန်တော်အကုန်တင်ပေးမှာဖြစ်ပါရခင်ဗျ။အော်ဒုတိယကတော့ဗာလဲဆိုတော့ video editing အခြေခံ premium ဘိုင်းပေါ့နော်။ video editing အခြေခံဘိုင်းကိုကျွန်တော်ကတင်ကြပေးမှာဖြစ်ပါရခင်ဗျ။ ျွန်တော်ရဲ့တင်နာပထမဆုံးစာဖွင့်တဲ့တင်နာလေးမှတ်လို့လာတဲ့တဲ့သူကျွန်တော်ကအထူးဘောနဲ့နေနဲ့ viewer တွေနဲ့ပိုင်းမှာသင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျာအဲနောက်မှလာအမဲ့သူတွေဆိုရောကျွန်တော်မရတော့ပါဘူးခင်ဗျာအဖေဘောကတသက်ဖေဘောတင်နာနဲ့ပတ်သက်ဟာတသက်ကျွန်တော် viewer တွေနဲ့ပတ်သက်တာတသက်သင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်နာလေးကိုလည်းလာတက်ပြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ